ဥစဉ်တော့လူငယ်လူရွယ်ဆိုတာပစ္စလက္ခရှင်မင်းကြမဲ့ပစ္စလက္ခမနေရကိုဘွားတိုးတက်ရတိုးတက်ကြအောင်အောင်မြင်ရအောင်မြင်ကြကြီးဝါခြင်းစိတ်အောင်မြင်ခြင်းစိတ်အမြဲတမ်းရှိရတယ်ဒါမှနောက်တစ်ချက်ကိုလူစိတ်ဖြစ်တာတခါတိုင်းပြည်တောင်းမိသားစုတောင်းဒါတွေကိုကျေပွန်စွာထားဆောင်နိုင်တဲ့အရေးချင်းပြေဝတယ် လူကြီးတယောက်အဖြစ်ကိုရောက်မယ်ပေါ့လူငယ်ဘဝတော့ကပြစ်ဆက်လက်ခတ်နေမယ်ဘာအရင်ချင်းမှ ကိုယ်မှရှိလာအောင် မဖြစ်တင်းဘူးစူးစမ်းအထုတ်ထားတာမရှိဘူးဆိုလို့ချင်းအချိန်တန်ရွေးရောက်လာလို့လူကြီးဖြစ်လာတဲ့အခါဘာတောင်းမှကြည်ပွန်အောင်ထမ်းဆောင်နိုင်စွမ်းမရှိတဲ့အရင်ချင်းမရှိတဲ့လူညံ့တယောက်မိသားစုတောင်းလည်းမကြည့်ဘူးတိုင်းပြည်တောင်း ရက်ရွာတာဝန်ဆိုတာမပြောနဲ့ကွန်ပျူတာစုအကူပေါ်တော့တာဝန်မကျေတဲ့သူအကြီးအချင်းမရှိတဲ့သူဘယ်နေရာမှာ သုံးမရတဲ့သူလူညံ့လူဘော့လူပြတ်တယောက်ဖြစ်သွားလိမ့်မယ်အဲ့လိုမဖြစ်ချင်ဘူးဆိုရင်ငငယ်တဲ့ကြီးွားခြင်းစိတ်တိုးတက်လို့စိတ်အောင်မြင်လို့စိတ်ရှိရတယ်စိတ်အလိုလိုက်ပြီးတော့အကျိုးမဲ့အချင်းကုန်စေမယ်ငရေတဲ့အချင်း လူငယ်လူရသတို့ဉာဏ်ကလည်းသိထဉာဏ်လည်းသိကောင်းစိတ်ကလည်းသိရှင်အားလည်းပြည့်စုံတဲ့အရွယ်ဘာမဆိုသင်ယူနိုင်စွမ်းရှိတဲ့အရွယ်နော်အဲ့ဒါကိုဘာမှတုတ်တရတုတ်တကြောင့်သင်ယူမှုလေ့လာမှုမလုပ်ခွင့်နဲ့စိတ်တို့လိုက်ပြီးတော့စားတော့ပြောပါလဲပတ်ပြီးတော့အချိန်ဖြုံးနေမယ်ဆိုရင်လူကြီးဖြစ်လာတဲ့အခါမှာလည်းပဲအတ္တသာကြည့်ပြီးတော့အပတုတ္တရပုရိသောဗလိဘတ်တော်ဝါဇိရတိဆိုတဲ့အတိုင်းပဲအသားရီတူ ပြီးတော့ဘာအတိမတိုးမလာတဲ့နွာလာဥဒဘကြီးနဲ့တူတဲ့လူဖြစ်သွားလိမ့်မယ်တဲ့အဲ့ဒါဦးဇင်းတို့စာမှာရှိတဲ့ဇာကဆိုင်နာမဟုတ်ဘူးနော်ပုံမှတ်မိသွားအောင်ပြောလိုက်တယ်ဦးဇင်းတို့ဟိုတော့ဘာရဏတိပြီးမှာတတိသားလေးတယောက်ဟာခုနှစ်နှစ်ပဲရှိသေးတယ်မလေးခုနှစ်နှစ်တာရှိတာကြီးပွားတဲ့ဂျင်စိတ်အောင်မြင်ဂျင်စိတ်ချမ်းသာဂျင်စိတ်ကအပြည့်ရှိတယ်သူက ူစင်မျိုးအတိုင်းဝိုင်းနေကိုကြည့်ပြီးငါလည်းသူတို့လိုကြီးပွားအောင်လုပ်မယ်။သူ့အဖေကိုယ်တိုင်ကတထေးပဲနော်။ဟာငါအဖေချမ်းသာနေတာပဲငါလို့ဆရာလုပ်လို့ရတယ်။ဘာစီဝါရှာနေစရာလုပ်တယ်လဲ။ဆယ်သက်စားမကုန်ဘူးဒါလို့မတွေးဘူး။အတွေးခေါ်အယူဆကွာ။ကွာ။ငါလည်းကြီးပွားအောင်လုပ်မယ်။ငါလည်းအောင်မြင်အောင်လုပ်မယ်။ဒါပေမဲ့ तू ကကလေးဆိုတော့ဘယ်တော့အောင်မှမသိဘူး။ဒါနဲ့ငါအဖေကတော့ဒီလိုစီးပွားတွေဖြစ်အောင်အောင်မြင်အောင်ကြိုးစားရတဲ့ပုံကိုတိတ်အောင်မြင်နေတဲ့သူတယောက်ပဲ။ အဖေစင်မေးရင်ကောင်းမယ်ဆိုပြီးတော့သူအဖေစင်ကပ်ပြီးတော့မေးအဖေတားလည်းတနေ့ကြာရင်ဖေးလိုအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်မိသားစုကိုဥဆောင်နိုင်တဲ့သူတိုင်းပြည်အတွက်ကိုကြရတောင်းတောင်းဝန်ကြီးစွာထမ်းဆောင်နိုင်တဲ့သူချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်အောင်မြင်တဲ့သူဖြစ်ချင်တယ်ကြီးပွားတဲ့သူဖြစ်ချင်တယ် အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတော့တထေးကြီးကပြောပြတယ်ငါသားတဲ့ကြီးွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တစ်ကျမ်းမာရေးခရူဆိုင်ကျမ်းမာရေးကောင်းအောင်အေးပြအစားပြမလုပ်နဲ့အချင်းစားခြင်းမှန်မစေကျမ်းမာရေးလိုက်စားကျမ်းမာရေးခရူဆိုင်မကျမ်းမာဘူးဆိုတာလည်းကျမ်းသာဘာမှမဖြစ်ချင်တော့နဲ့ဘာမှဖြစ်မလာတော့ဖြစ်လာနိုင်စီနေတော်ပြီပေါ့ ေလအောင်ဆင်းရဲဒုက္ခခံစားနေရတယ်လို့ဘာအောင်မြင်မှုရှိအောင်မှာလဲစေုံနဲ့စေကံချေခြင်းလေအောင်သွားနေရမှာသူများလည်းဒုက္ခရောက်တယ်မိသားစုလည်းဒုက္ခရောက်ကိုယ်လည်းပဲဆင်းရဲဒါမှကျမ်းမာရေးချွတ်ရင်းအောင်လို့လည်းကျမ်းမာရေးခရူစားရဲ့နံပါတ်1ကိုခြင်းတရားကောင်းပါစေကိုယ်ကျင်တရားမကောင်းတဲ့သူသူများလိန်ညာလက်ဝက်ခိုးယူတတ်တဲ့ပုံကိုခိုးတတ်ဝတ်တဲ့လိန်နဲ့ညာတဲ့ဖြန်ကြတတ်တဲ့သူအာဒီကောင်သိလဲတာပဲလို့သူအထင်မကြီးနဲ့ နော်မတိသေးခင်တစ်ခါနှစ်ခါဟုတ်ချင်ဟုတ်ပါဘူးတကယ်လှုပ်ကြည့်ကြရင်လှုပ်တဲ့ပုံပေါ်တွေကအဲ့ဒါမျိုးလို့မတုံးဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဘာမှယုံလို့မှမရတာဘာမှယုံကြည်လို့မှမရတာကိုကျင်တရားမှမကောင်းတဲ့သူကိုခါရဲလက်ပြီးဆိုတာနဲ့ယူမယ်ဖြောင်းမယ်ဆိုတာရှိပဲအဲ့ဒါတော့ဘယ်လိုလုပ်မလဲဘာလှုပ်ကြည့်ကြရင်မှတိတိတက်နဲ့လှုပ်လို့မှမရတာကိုကျင်တရားကောင်းအောင်ကြိုးစားနံပါတ်3 ကိုထက်တက်သည့်နားရတဲ့ပညာရှိတွေရဲ့စကားကိုနားထောင်ကိုဘာလုပ်ငန်းလုပ်လို့ရှင်တဲ့လုပ်ငန်းကိုထက်လိမ်မာတဲ့သူတွေကိုထက်ကျွမ်းကျင်တဲ့ကိုထက်အောင်မြင်တဲ့သူတွေဘယ်လိုလုပ်ကြသလဲဆိုတာနားထောင်လေ့လာနော်မျက်စိတွေနားရပါတယ်မျက်စိနဲ့ကြည့်နားနဲ့နားထောင်လေ့လာစဉ်းစားသူတို့ဘယ်လိုလုပ်တယ်လဲမှတ်မှတ်တင်တာနေယူပေါ့နံပါတ်၄အကြမြင်ဘူးသူတာများရတယ်တဲ့ ငါတို့လုပ်ငန်းတော်နေတဲ့အဆင်မပြေဘူးအဆင်ပြောင်းဘယ်လိုလုပ်ရမလဲသူများတွေဘယ်လိုလုပ်တယ်လဲနော်လုပ်ငန်းအတွေ့အကြုံဘယ်လိုလုပ်ရလဲအကြာမြင်ဘူးတူတက်ပုံသေးကားချက်သွားလို့မရအောင်ဒီနော်အလုပ်တစ်ခုဆိုတာဒီအချိန်မှာဒီလုပ်လုပ်ဥမာသမားတို့ဦးဇင်းတို့ဒီနေ့ခက်ဆိုလို့ရှိရင်ဒါဟိုတော့ဆိုရင်တိတ်ခွေတွေပါတယ်ရောင်းနေစီးပွားဖြစ်နိုင်တဲ့အတန်းတွေပါတယ်ဒီနေ့ခက်တိတ်ခွေရောင်းကြည့်ပါလားဘယ်လိုလုပ်စီးပွားဖြစ်တော့နော်ဈေးကွက်မှာမရှိတော့ဘူးတကယ် memory တွေ မမိုရီကတ်ဒီမမိုရီဟာဒ်ရိုက်ဒီပေါ်နေတဲ့ခါကျတော့လောက်ပြဆင်းပြေတော့မှာအဲ့ဒါမျိုးပေါ့နော်ခက်ကလာအနေထားကိုလိုက်ပြီးတော့ခက်ကလာအနေထားကိုလိုက်ပြီးတော့ဘယ်လိုလုပ်ရင်စူပါဖြစ်နိုင်မလဲဘယ်လိုလုပ်ရမလဲဆိုတာအဲ့ဒါအမြဲလိလာသိယူနေဖို့လိုတယ်ဗောလောကမဟာလောကကြီးကကျဲတယ်ကြည်လိုက်ပင်စရာယူစရာကြီးပဲနံပါတ်5သူ့စရိုက်၃ပါးကိုကျင့်ပါ သူတော်တရားတွေကိုလိုက်နာကျင့်သုံးပါတန်တရားကြီးဝါကြောင့်ပြစ္ဆုတ်ပန်ချမ်းသာကြောင့်နံပါတ်6မပြင်းနဲ့အဲ့ဒါနောက်ဆုံးမှလိုက်မယ်မပြင်းနဲ့ကွာပြင်းလို့ရတာဘာအမျိုးမှမစင်စားနဲ့ပြင်းတဲ့ပုဂ္ဂိုလ်ကအလတ္တတကုတော်သိပ္ပအာသိပ္ပတကုတော်ဒဏ္ဏအာဒဏ္ဏတကုတော်မိတ်တံအမိတ်တတကုတော်ဝရံအဲ့ဒါဘာမှမရဘူး လာတာကတော့သိမ့်ပါပြင်းဘာတက်ပညာမှမတက်အဘိပဒါကတော့ဒဏဘာမှမတက်ရင်ဘာဥစ္စာအနှစ်မှာရအောင်ရှာဖွေစူးစမ်းလို့မရဘူးအဒဏတာကတော့မိတ်တာဘာပစ္စည်းဥစ္စာမှမရှိရင်ဘယ်သူမှမိတ်ဆွေလာမဖွဲ့ဘူးမိတ်ဖွဲ့တဲ့ပစ္စည်းဥစ္စာရှိမှမိတ်ဖွဲ့ခြင်းနဲ့လူကပေါ်တာဒါမိတ်ဆွေလည်းပဲမရှိတော့ဘူးပစ္စည်းဥစ္စာမရှိအမိတ်တတကုတော်ဒုက္ခ မိစေပေါင်းတဲ့မရှိတဲ့သူကဘာမှမချမ်းသာဘူးအတုခတ်တာကိုတော့ပုံညာမချမ်းသာတဲ့ပုဂ္ဂိုလ်ကဘာမှကိုချမ်းသာစိတ်ချမ်းသာမှုမရတဲ့ပုဂ္ဂိုလ်ကကိုတူလည်းပဲမလုပ်ဖြစ်တော့အပုံညာတာကိုတော့ဝါရကိုတူကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်နဲ့လဲဝေးပြီတယ်လို့ရှိရနော်ဒါမှလို့မပြင်းတဲ့ငါသားဆိုနောက်ဆုံးဆုံးမှလာပြင်းခြင်း၆မျိုးပေါ့နော်ជីវ၀ါကြောင့်၆ပါးသူ့ဖြစ်သင်ပြတယ် အေးရတာဒီနေ့ခေတ်လူငယ်တွေလည်းပဲဒါသုံးလို့ရတယ်ပေါ့မှတ်ထားကြလူငယ်ဆိုတာအခြေခံအောင်မြင်ခြင်းစိတ်ကြီးပွားခြင်းစိတ်ရှိရတယ်ဒီ၆မျိုးကိုလည်းမှတ်ထားကြပေါ့ဒါလိုအပ်မဲ့ထင်ပါတယ်